ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းနဲ့မင်္ဂလာပါ Real Madrid အသင်းကတေချာပေါ့နွေရာသီမှာ Carlo Ancelotti နဲ့အစားထိုးဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်ဆိုပြီးတော့ Spain က Mando Tipo Tipo Report မှာရော Now AS မှာပေါ်ပြထားတယ် So Ancelotti ကတော့အခုသူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ပေါ့လေ Brazil လေရွေးစဉ်အသင်းကသူ့ကို official contract ကမ်းလှမ်းထားတယ်နောက်တစ်ဖက်ကလည်းသူကတစ်ချိန်တစ်ချိန်ချိန်မှာ Liverpool အသင်းကို ကင်ကျင်တယ်နီးပြဖြစ်ကင်တွယ်ကျင်တယ်လို့ပြောလို့ Italian National Team နဲ့အတူလဲသူထပ်ပြီးတော့ဒါအပြောင်းလဲတစ်ခုအနေနဲ့လေဝင်စင်သွားနိုင်တယ်ဆိုတဲ့သတင်းတွေရှိလို့ Ancelotti ကို Saudi Arabia ကလည်းအသေးအတန်လိုက်နေတယ် Saudi ကတော့ရှင်းတယ်အခုသူတို့ Roberto Mancini ကိုသူတို့ခန့်လိုက်တယ်ခန့်ပြီးတဲ့အချိန်မှာအဆင်မပြေလို့အရင် Saudi နီးပြဟောင်းကိုပြန်ခန့်တယ်ဒါပေမဲ့သူကလည်း Saudi ကကမ္ဘာဖလားပြိုင်ပွဲအတွက် Ancelotti ကိုသူတို့ကတာဝန်ယူစေချင်တယ်အဲ့ဒီနေရာမှာ Madrid က Ancelotti အတွက် decision မချသေးဘူး Frontier Pires ကဆုံးဖြတ်ထားတာကတကယ်လို့ရှေ့တစ်ပတ် Copa del Rey Final မှာဒါဘာစလိုနာကိုရှုံးသွားရင်တော့ Ancelotti တို့ကလုံးဝလမ်းစာမရှိတော့ဘူးအဆုံးသတ်မယ်သူတို့ယာတီကုံမထုတ်မလားယာတီမကုံလည်းပဲထုတ်မလား La Liga ကတော့မျောလင်းချက်ရှိသေးတဲ့အတွက်ကြောင့်သူတို့စောင့်တော့စောင့်ကြည့်မှဖြစ်ပေမဲ့ Carlo Ancelotti ကိုသူတို့အပြောင်းလဲလုပ်ချင်တယ်ဆိုတော့ Madrid ကအခုလောလောဆယ်မှာ ဒီလက်ရှိနေထားရာအန်ချလိုတီကလည်းရင်မတွေ့မှာနောက်ထပ်တရားသည်ဆက်နေခြင်းတယ်သူရဲ့ contract က2026တိချုပ်ထားတာ26တိချုပ်ထားတော့သူကဘာပြောလဲဆိုတော့ real madrid အသင်းမှာနောက်တရာတီသူဆက်ရှိဖို့ဆန္ဒရှိတယ်ဒါပေမဲ့ဟိုဘက်ကဘယ်လိုဆုံးဖြတ်မယ်တော့မသိဘူးဆိုတော့ brazil ကိုတော့သူကဘယ်လိုတုံ့ပြန်ထားလဲဆိုရင် ဘရာဇီးကအခုဒီအပိုင်းမှာထိတ်တန့်နေပြန်နှစ်ယောက်စလုံးညင်းထားနော်ဘရာဇီးကိုသူဘယ်လိုပြောလဲဆိုတော့မဒွိမှာသူနောက်တရာတိဆက်နေခြင်းနဲ့အတူဘရာဇီးကိုသူညင်းပန်ညင်းညင်းဆန်ပြစေဆိုပြီးညင်းထားတယ်ဆိုတော့ကြီးချပြီးအန်ချလော်တီကရေမဒွိကိုဆက်နေခြင်းတယ်ဒါပေမဲ့ကလပ်ဘက်ကလည်းလက်ရှိရလဒ်တွေကိုသဘောမကျကျွန်တော်တခါလေးကြားရင်ဗျာဟိုရေမဒွိလိုအသင်းကြီးပြတယောက်တွေကတကယ်တော့ pressure လေးသူပထမချိန်ကင်နေချန်ပီယံလိဖလားရတယ်လာလီဂါရတယ် ်ဒါဒုတိယအကြိမ်ကန်တဲ့ချန်ပီယံလိဖလာနှလုံးရတယ်လာလီဂါရတယ်ဒါပေမဲ့ပြတရားဒီမကောင်းတာနဲ့ထုတ်မယ်ဆိုတော့ကျွန်တော်တော့သိတဲ့ဘုံမကြဘူးအဲ့ဒီကတော့အရင်ရက်ဆက်တယ်ရီယယ်မက်ဒရစ်တမိုင်းမှာဖာဗီယိုကာဗယ်လိုဆိုရင်လာလီဂါပဲရလို့ဆိုပြီးထုတ်ခံရတယ်ဒေဘော့စကေးဆိုရင်2000 3ခုနှစ်မှာ2001မှာချန်ပီယံလိရ2001မှာချန်ပီယံလိရပြီ2003မှာချန်ပီယံလိမရပဲလာလီဂါပဲရလို့သူလည်းထုတ်ခံရဘူးတယ်ဆိုတော့မဒရစ်နီးပြားတယောက်နေနဲ့ကတော့ under pressure ရှိတာတော့မှန်တယ်ဒါပေမဲ့အန်ချယ်လော်တီလိုချန်ပီယံလိ3လုံးယူပေးတဲ့နီးပြားတယောက်ကိုတော့အက်တလီဆိုထားတဲ့ ီယာဒီမှာတကယ်တော့ရီမတွေ့ကအမ်ဘပ်ပေကိုတော့မခေါ်ခဲ့ရင်အန်ချလိုတီရောရီမတွေ့ကချန်ပီယံလိမှာထပ်ပြီးခြေစွမ်းကောင်းမှာအသင်းကအရန်ကြီးကိုလူငယ်တွေနဲ့ဘယ်လန့်ပြနေတဲ့အသင်းကိုအမ်ဘပ်ပေတယောက်ထပ်ရောက်လာတဲ့အတွက်ကစားကွက်ကအစာပုံစံအကုန်ပြောင်းလိုက်ရတဲ့အချိန်မှာရီမတွေ့ကလုံးဝကိုဟန်ချက်မညီဖြစ်သွားပြီးတော့နောက်ဆုံးမှာတကယ်ကိုချန်ပီယံလိကထွက်စပိန်စူပါကပ်မှာရှုံးလာလီဂါမှာဘာဆိုနာကိုကူးပြတ်ရှုံးနေသူတို့ကိုယ်တိုင် တော်တော်ကိုအန်တာပရက်ရှာဖြစ်တယ်အခုမဒရစ်ကအာချလော်တီကိုထောက်ပယ်ခဲ့မယ်ဆိုရင်ဂျာဗီအလွန်ဆိုကိုတခါတည်းခန့်ကျင်တယ် FIFA ရဲ့ Club World Cup မတိုင်ခင်အောင်ခန့်ကျင်တယ်ဆိုပြီးတော့မာကာမှာလည်းပေါ်ပြထားတယ်ဘလို့ထင်လဲကျွန်တော်ကတော့အမှန်တိုင်းပြောရင်တော့ရက်ဆက်ရကြတာပေါ့လေဒါပေမဲ့ရမတွေ့လို့အသေးမျိုးအတွက်ကြတော့လေဒါ pressure ကလူတိုင်းရှိမှရှိတာပဲဒါပေမဲ့လည်း Ancelotti ကိုရာသီကုန်တိတော့ကျွန်တော်ကတော့ဆက်ထားစီချင်တာဘူဆွဲသည့်ဖြစ်စီမဖြစ်အဓိကကတော့သူလုတ်ပြခဲ့တဲ့အရာတွေပေါ့လေအသင်းတစ်သင်းအတွက် နီးပြားတယောက်အနေနဲ့ဒီကလပ်အသင်းတွက်ချန်ပီယံလိဖလား၃လုံးယူပေးရဆိုတဲ့အမောက်ဟာနဲတဲ့အမောက်မှမဟုတ်ဘူးပထမကြိမ်၁၄လုံးကဒါခစ်ပေါင်းဒါသူတို့၂၀၀၀နှစ်မှာနောက်ဆုံးဘူဆွဲပြီးနောက်ပိုင်းမှာ၁၂နှစ်ကြာမှာပထမဆုံးကြိမ်သူယူပေးတာပထမကြိမ်ခါသီးတဲ့အတိုင်ကိုမက်ထရစ်ကိုနိုင်နေနောက်၂၀မှာတော့ဆိုတကယ်ကိုခက်ခဲတဲ့လမ်းကြောင်းမှာ PSG ကိုကြော်တယ် Chelsea ကိုကြော်တယ်မန်စီးတီးကိုကြော်တယ်လီဗာပူးကိုကြော်ပြီးတော့ခက်ခက်ခဲခဲသူရယူခဲ့တာ 24မှာလည်းဒီတိုင်းပဲဒါတကယ်အသင်းကြီးတွေကိုသူကြော်ဖြတ်ခဲ့တယ်တကယ်ကိုခြေစွမ်းပြပြီးတော့မက်ဒရစ်ကချန်ပီယံဖြစ်ခဲ့တာဒါပေမဲ့မက်ဒရစ်ကရှင်းတယ်ဒီကိုပါဒရစ်မှာရှုံးရင်အလွန်ဆိုးနဲ့အစားထိုးမယ်ပြီးရင်အလွန်ဆိုးကိုကလပ်ဝေါ်ကကင်ဖို့သူတို့ပြင်ဆင်ထားမယ်အန်ချယ်လော်တီကတော့အခုလောလောဆယ်မှာဆော်ဒီအာရေဗျာကသူ့ရဲ့အခြေအနေကိုစောင့်နေပြီးတော့ offer တင်ပေးပေါ်တင်ပေးထားတယ်ဘရာဇီးကဆက်သွယ်ထားပေမဲ့အန်ချီလိုတီကဘရာဇီးကိုညင်းထားတယ်ဘရာဇီးကဂျူစီမိုရီညိုကိုလည်းကမ်းလာတယ်ဂျူစီမိုရီညိုကလည်းညင်းထားတယ်ဒါအခုလောလောဆယ်နေထားရာကာလိုအန်ချီလိုတီရဲ့အနာဂတ်ကမကြာမီအဆုံးဖြတ်ပွဲပြေးပွဲရှိပြီးတော့ဒါဂျာဗီအလွန်ဆိုကိုကလပ်ဝေါ်ကာတွတ်ဖရန်ဒိုပီရက်စ်ကရည်ရွယ်ထားပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်